အားလုံးမင်္ဂလာပါကျွန်တော်အခုရောက်နေတဲ့နေရာကတော့သခိုင်းကကန်30ကျောင်းတိုက်ကိုရောက်နေတာဖြစ်ပါတယ်ဒီကျောင်းတိုက်မှာဘာလာလုတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရေတန်းဆက်တွေလာပြီးတော့တက်ပေးနေတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မနက်စောစောတည်းကရန်ကုန်နေတင်ပေးလိုက်တဲ့ရေတန်းဆက်တွေလူပစ္စည်းတွေအကုန်လုံးကျွန်တော်ဘယ်မှာထားရလဲဆိုတော့ကိုသားနီးအိမ်မှာထားရတာမန္တလေးကကိုသားနီးအိမ်အရရောမနက်ကကျွန်တော်စောစီးတင်တယ်စောစီးတင်ပြီးတော့ကျွန်တော်သခိုင်းကိုထွက်လာတယ်သခိုင်းကိုထွက်လာနေတာဒီနေ့ရေတန်းဆက်နှစ်နေရာတက်ဖြစ်ပါတယ်ပထမတနေရာကတော့ကျွန်တော်တို့ချွေမင်းဝင်ရက်ကွက်ကအကူကြီးတယောက်အိမ်မှာကျွန်တော်တို့ရေတန်းဆက်ကိုတက်ထားခဲ့ပါတယ်အဲ့မှာတော့မီးအချိန်ကြီးအရလူအချက်ရှိရ ာဖြစ်တော့မီးစက်တစ်လုံးမှာတခါတည်းထိုင်ပေးခဲ့ပါတယ်အဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့တရက်ကွက်လုံးကိုရေဝေပေးလို့ရပါပြီအဲ့ဒီအကူကြီးကလည်းဒါငကူတွေကပရိဒတ်လုပ်ငန်းတွေအများကြီးလှုပ်လာတဲ့အကူကြီးဖြစ်တာဖြစ်တော့စိတ်ချလက်ချနဲ့ရေတန်းစက်ကောမီးစက်ကောအဲ့ဒီနေရာမှာကျွန်တော်တို့ထားခဲ့ပြီးတော့ရေတွေလှူမှာပဲဖြစ်ပါနောက်တနေရာတော့အခုဒါကန်သုံးစက်ကြောင်းတိုက်ပဲဖြစ်ပါတယ်အဲ့သူဒီမှာတော့မြင်တဲ့အတိုင်းပဲအပြက်စီးတွေကတော့သခိုင်းပါတယ်တော်တော်လေးများတယ်သခိုင်းပါလဲကျွန်တော်ဒီထက်ပို့ပြီးတော့ကူနိုင်အောင်လှူနိုင်အောင်လို့ကျွန်တော်ထပ်ပြီးစ조사နေတာရှိပါတယ်ဒီကြောင်းတိုက်ကလည်းငကူတွေကရေတန်းတွေလှူပေးနေတဲ့ကြောင်းတိုက်ဖြစ်တယ်သူအကြောင်းအောက်မှာရေတန်းစက်တွေကော ရောရှေးတိုင်းကြီးပြီးတော့အကုန်လုံးပြိုသွားတာပြိုသွားတော့ပြိသွားတာပေါ့နော်ပြိသွားတာဖြစ်တဲ့အတွက်အခုဒီမှာတော့ရေအခက်ခဲနေနေရှိတယ်ပုံမှန်ဆိုလို့ရှိရင်တော့ညှိရရတယ် ပုံမှန်ဆိုလို့ရှိရင်မြေကြီးရရာနေအခုကမြေကြီးပိုက်လိုင်းတွေကလည်းမပြီးနိုင်သေးဘူးပေါ့နော်နည်းနည်းလေးကြာအောင်မယ်လို့သိတာဖြစ်တဲ့အတွက်အခုကတော့တွင်းရှိတယ်တွင်းရတော့မပြတ်သွားဘူးတွင်းကနေပြီးတော့ရေကန်လေးကိုရေမုတ်တင်မယ်အဲရေကန်တွေကမှတဆင်းကျွန်တော်တို့ရေသားစက်ကနေဖြတ်ပြီးတော့ထုံးနေပါတယ်အကုန်လုံးဖြတ်ဖြတ်ပြီးတော့မှတခါအခုရေတောက်လို့ရအောင်လို့နော်တောက်ရေကျွန်တော်တို့စီစဉ်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ယူလာတဲ့ရေသားစက်ကအဓိကကတော့ဖစ်တာအကြီးသုံးလုံးပါတယ်ဖစ်တာအကြီးသုံးလုံးမှတစ်ခုကကျတော့သဲရေနောက်တစ်ခုကခြာကိုးရေနောက်တစ်ခုကတော့ကျွန်တော်စာအိုးပေါ့နော်အဲသုံးခုနဲ့ဖြတ်မယ်ဖြတ်ပြီးတော့ကျတော့မှကျွန်တော်ထုံးဝင်စစ်တဲ့ဖစ်တာလေးနှလုံးထပ်ပါတယ်သူ့ရဲ့ဘေးမှာဘာထပ်ပါလဲ ဲဆိုတော့ UV light တစ်ခုထပ်ပါတယ်အဲ့ဒါအကုန်လုံးဖြတ်လိုက်ပြီးတဲ့အချိန်မှာပိုးမွားကြီးလည်းတန့်စင်သွားပြီးအနေနဲ့အနစ်တွေထုံးနေအကုန်လုံးတန့်စင်ပြီးသွားတာဖြစ်တဲ့အတွက်တောက်ရည်အနေနဲ့တောက်မယ်ဆိုရင်တောက်လို့ရပါတယ်ဒါပေမဲ့ तू ကျွန်တော်ယူလာတဲ့ဆက်ကဘာတစ်ခုတော့မရဘူးလဲဆိုတော့ pH level ကိုတော့သတ်မှတ်လို့မရအောင် pH level ကတော့ပုံမှန်ဒီနေရာမှာရှိတဲ့ pH level အတိုင်းပဲရမယ်6.5 7.1 7.0စသည်ဖြင့်ဒီမှာရှိပြီးသားမူရင်း pH level အတိုင်းကတော့ထွက်မှာပဲဖြစ်ပါတယ်။နောက်တစ်လုံကတော့ဘယ်လိုသွားမှာလဲဆိုတော့အမရပူရမြို့မှာရှိတဲ့ အခမဲ့စာသင်ကျောင်းတစ်ကျောင်းကိုကျွန်တော်ပြီးခဲ့တဲ့ခေါက်ကမီးစက်တစ်လုံးလူလာရှိတယ်။အဲ့နေရာမှာပဲသွားပြီးတော့ရှည်သန်းဆက်သွားပြီးတော့ထပ်ထိုင်มาပဲဖြစ်ပါတာ။အဲ့နေရာမှာလည်းအဲ့လိုပဲမီးစက်ရှိပြီးသားဖြစ်တဲ့အတွက်ရှည်သန်းဆက်ထပ်ထိုင်လိုက်မယ်ဆိုရင်အဲ့ဘေးနားပတ်ချာလေကလူတွေအကုန်လုံးရှည်သန်းကိုတောက်လို့ရအောင်มาဖြစ်ပါတယ်။အဲ့ဒီရှည်သန်းဆက်တွေကိုလှူထားတဲ့အလူရှင်နာမည်လေးတွေလည်းကျွန်တော်ပြောပြပါရစေ။နံပါတ်1ရှည်သန်းဆက်တစ်လုံးနဲ့မီးစက်တစ်လုံးကတော့ SP plastic ရဲ့ negative plastic ရဲ့နေမှာလှူဒါန်းတာဖြစ်ပါတယ်။နောက်ထပ်ရှည်သန်းဆက်တစ်လုံးနဲ့မီးစက်တစ်လုံးကိုကြတော့ဦးတန်းအောင်ဒေါက်တာဟူသည်ဦးမင်းအောင်တော်မိုးဆန္ဒ ဥကြော်ဝင်းဒေါ်ဘီဘီဝင်းတို့ကနေပြီးတော့လူတန်းတာပဲဖြစ်ပါတယ်အဲ့ဥတန်းအောင်ဆိုတာခုနဒီရေတန်းဆက်ဒီဇိုင်းတွေအကုန်လုံးထွင်ပေးတဲ့လူဖြစ်ပြီးတော့ဒီဆက်တွေအကုန်လုံးလည်းသူပဲထိုင်ပေးလိုက်တာဥကကျွန်တော်တို့နဲ့ခင်လာတာဆိုကြားလာပြီကျွန်တော်တို့နဲ့ငငယ်လေးတွေခင်လာတာကျွန်တော်နဲ့ဆိုလည်းမွေးနေ့တည့်ရက်သေးပဲတူတူပဲသူကနေပြီးတော့အကုန်လုံးဒီဆက်တွေအကုန်လုံးသေချာစီစဉ်ပေးလိုက်ပြီးတော့ကျွန်တော်တို့ရန်ကုန်ကနေတင်ပေးလိုက်တာပဲဖြစ်ပါတယ်အဲသူရဲ့ရေတန်းဆက်စိုင်နံပါတ်ကြောင့်မိုးတွေပါသူရဲ့ commercial လည်းကျွန်တော်ပဲရိုက်ပေးတာเนาะအဲ့ဒါတော့အမှတ်တရပါဘောနောက်နောက်ထပ်ရေတန်းဆက်တစ်လုံးကြတော့ကွယ်လွန်သူမိဘများဖြစ်ကြတော့ဥကြော်ဝင်းဒေါ်မြင့်မြင့်ထေးတို့က ာဂျီသူရဲ့ကျန်ရည်သူမိသားစုများကောင်းမှုအနေနဲ့လှူဒါန်းတာဖြစ်ပါတယ်အဲ့ဒါတွေအကုန်လုံးကိုစီစဉ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီကန်သုံးစင်အကြောင်းမှာအခုကျွန်တော်လိုနေရတစ်ခုလေးသွားတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ရှေးတိုင်းကြီးမတွေ့ဘူး ခြေတိုင်ကကငကတော့ရှိရမှာတော့အခုမရှိတော့တာဖြစ်တဲ့အတွက်ကျွန်တော်မနက်ဖြန်ကြိုးစားပြီးတော့မန္တလေးမှာဝယ်မယ်ဝယ်ပြီးတော့ကျွန်တော်ဒီမှာနောက်တစ်ခါပြန်လာပြီးထားမှာပဲဖြစ်ပါတယ်အဲဒီတစ်ခါရေသန်းဆက်လူတဲ့အလူရှင်တွေကိုကျွန်တော် SA blog မှာလာပြီးတော့လူထားတဲ့လူရှင်တွေအတွက်ဘာပို့ပြီးအကျိုးထူးရလဲဆိုတော့ဒါရေသန်းဆက် only ဆိုတာထက်တောက်ရေတစ်မျိုးတည်းဆိုတာထက်ကျွန်တော်ထုံးထက်ဒီကိုကျွန်တော်ဖြတ်ပေးလိုက်တာဒီနေရာကထုံးထက်အရမ်းများတယ်ရေနွေးကိုတည်လိုက်တယ်ဆိုလို့ရှိရင်ရေနွေးကိုအောက်ချိန်မှာဆိုလို့ရထုံးနေအောင်ဖွင့်နေအောင်လို့ကြံခဲ့တဲ့နေရာတွေဒီနေရာကရေတွေအဲ့အချိန်တွေမှာရှိအဲ့ဒါကြောင့်မို့လို့ ထုံးတက်ကိုကျွန်တော်တို့ကဖြတ်ပေးလိုက်တယ်ထုံးတက်ကိုဖြတ်ပေးလိုက်တဲ့ရေတန်းစီအောင်လုပ်ပေးလိုက်တဲ့ပူမွားကင်းစင်အောင်လုပ်ပေးလိုက်တာဖြစ်တဲ့လူတွေရောဂါပါကင်းသွားမယ်အာကျွန်တော်ကြောက်ကမှာကြောက်တယ်တာတို့ဘာလို့ကြောက်ဒီလိုရောဂါတွေပါကင်းရှင်းသွားမှာဖြစ်တဲ့အတွက်အလူရှင်တွေအနေနဲ့ဝမ်းမြောက်ဝမ်းသာတာတို့ခွန်နိုင်ပါစိတ်တော်အောင်ပါ